ဂျုံစဘူးခုခံတော်လှန်မှုတွေနဲ့နိုင်ငံနှံ့ရင်ဆိုင်နေရချိန်မှာဒေချောင်းအကုတ်နဲ့ဘုံကျဲတိုက်ခိုက်နေတဲ့စစ်တပ်ဟာတရုတ်ထုတ်စစ်ဘက်သုံးတဲယူပို့ဆောင်ရေး YA-20 နဲ့ရုရှားထုတ်အလက်စာဘက်ဆောင်သုံးရဟင်၃စင်းစုစုပေါင်း၅စင်းကိုအင်အားထပ်ဖြည့်လိုက်ပါတယ်။ဒီပြီးတော့မှနိုဝင်ဘာလ9ရက်နေ့ကပြုတ်လို့တဲ့လင်းရဟင်အသင့်မိတ်ဆက်ပွဲကိုစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမေအောင်လှိုင်တက်ရောက်ခဲ့ပါတယ်။တရုတ်နိုင်ငံထုတ် YA ဟာ တယ်ယူပို့ဆောင်ရေးမျိုးစားလေးရင်ဖြစ်ပေမဲ့ဘုံကျဲတိုက်ခတ်ရေးမှာပါစစ်တပ်ကသုံးဆွဲနေတယ်လို့လေတက်စီဒီအန်ရရှိတီကပြောထားပါဗျ။ဝိုင်းလေရင်ဒဇင်းရဲ့တန်ဖိုးဟာအမေရိကန်ဒေါ်လာ25သန်းနဲ့အထက်ရှိတယ်လို့စစ်လက်နက်ပစ္စည်းလေးလာသူတွေကခန့်မှန်းကြပါဗျ။ရုရှားလို့ MI 38ရဟင်30ရဲ့တန်ဖိုးကတော့ယူရိုတန်း60ဝန်းကျင်ရှိတယ်လို့ဆိုပါဗျ။ပေါကြလာတဲ့မှတ်တမ်းတွေရ MI 38 30မှာ VIP အနေနဲ့အထူးသုံးဆွဲဖို့ပြင်ထားတဲ့ဒဇင်းကယူရို20တန်နီးပါးနဲ့ကျန်တဲ့ဆင်းကတော့ယူရို16တန်နီးပါးစီဖြစ်ပါတယ်။ MI 38ရဟန်းရင်ဒီကိုမူရင်းထုတ်လုပ်တဲ့ရုရှားအပြင်ဇင်ဘာဘွေနိုင်ငံမှာသာအသုံးပြုနေပြီးတော့မြန်မာစစ်တပ်ဟာအာဏာမသိမ်းခင်2019ခုနှစ်ထဲကဝယ်ခဲ့တာလို့လေတပ်စီဒီအန်တက်ချက်ကြီးတူကပြောပါတယ်။ MI 38ရဟန်းရင်ဒီမှာခင်မီလေးကြောင်းနီးပညာတွေပါလာတာကြောင့်နေညာမရွေးပြန်တန်းနိုင်လာပြီးတော့ မြန်မာစစ်တပ်အတွက်ရေးပါတဲ့နီးပြူဟာမြောက်တက်ရွှေ့ပြောင်းနိုင်စွမ်းကိုပေးနိုင်တယ်လို့စစ်လက်နက်လေလာသူတွေကလည်းဖော်ပြကြပါတယ်။အာဏာသိမ်းစစ်တပ်ဟာနိုဝင်ဘာလ10ရက်ကနေ14ရက်နေ့ထိကပ်ပလီပင်လယ်မှာလှုပ်ဖို့ရှိတဲ့ရေတက်စီရေလေ့ကျင့်ခန်းဒီမှာသူတို့ရဲ့ရဟတ်ရင်တစ်တွေကို ထုတ်သုံးလာနိုင်ပြီးတော့လေကြောင်းစစ်စင်ရေးတွေကိုမြင်းမြန်ဆန်ဆန်လှုပ်လာနိုင်တယ်လို့လည်းစီရီယံဗိုလ်ကြီးစင်ရောကယူဆပါတယ်။ အဲအဓိကကဘောနော်လေချောင်းခြီတာဘောနော်လေချောင်းကလည်းခြီတယ်လူပို့မယ်လက်နဲ့ပို့မယ်ခရမ်းပို့မယ်ရိတ်ခါပို့မယ်ဒါတွေကိုတွင်းတွင်းကျကျလှုပ်လာနိုင်ရရှိတယ်ရောက်လာတာနဲ့ကွက်တိဘောနော်ဟိုအရင်ကတည်းကဂျူမာထားတဲ့ဟာရောက်လာတာကွက်တိဆိုတော့ချက်ချင်းသူတို့ဖီးစင်းရမှာဘောနော်ဒီစစ်မြေပြင်မှာတုံးမှာဖြစ်တဲ့အတွက်ဒါတတ်တော်အလင်းမြန်ဝင်လိုက်ရတာလို့ပြောလို့ရတယ်ပြီးရင်နောက်တစ်ချက်ကကျွန်တော်တို့အခုမကြခင်ရပ်ပိုင်းမှာရည်တဲ့စီးလေးခြင်းမှုတစ်ခုရှိတယ် ဲ့ဒီဟာတွေမှာကျွန်တော်တို့ဒီ why ကတော့ရှိပြီးသားပေါ့နော်ဒီ MI38 ဆိုတာအခုကမှစစ်တပ်အတွက်ပထမအဆုံးသုံးပါဆိုတော့တို့ရဲ့ဒီစီးရပြသေယုပ်ပြပွဲမှာအရင်စမ်းတက်ပြီးတော့သုံးနိုင်တယ်သုံးပြီးရင်တော့မကြခင်မှာတို့ဒီလေချောင်းချီတဲ့တိုက်ခိုက်ရေးအစုအဖွဲ့တွေပေါ့နော်ရွှေပြောင်းမှုတွေကိုညံ့ညံ့ဆန်းဆန်းလှုပ်လာမဲ့အနေအထားမျိုးလိုပဲသုံးသပ်ရပါတယ်ခင်ဗျာ